ခက်တဲ့ပိုင်းရောက်လာပြီ LN ပြုတ်စုကို group 1နဲ့လွှဲမှတ်မယ်အနည်းတန်ပြုတ်စုကို group 2နဲ့လွှဲမှတ်မယ်အနည်းတန်ပြုတ်စုကို group 3နဲ့လွှဲမှတ်မယ် group 1 group 2 group 3တန်ရှိဒရာနဲ့ပါမယ်တန်ရှိဒရာဆိုလို့ရှိရင်အတန်ကိုနည်းနည်းရှည်ပေးတယ်အာအတန်တို့ဒရာအရှိကကြတော့အာအတန်ရှိဒရာကအာအာအာဤဤဥဥအတန်ရှိဒရာဆိုလို့ရှိရင်အတန်နည်းနည်းဆွဲပေးရတယ်ပေါ့နော် ပြီးနဲ့တန်ရှင်တရနဲ့ပေါင်းဆက်မယ်အတန်ဘလို့ထွက်မလဲကြည့်ကြရအောင်ထုံးမှတ်၅တန်ပေါ့နော်တင်ဂေတာက၄ခုအတန်၃၅တန်နဲ့ပေါင်းဆက်မယ်ကြီးရဲ့အတန်ရှိတရနဲ့ပေါင်းဆက်ပါမယ်နော်ဘာမှမရှိတဲ့တင်ဂီတဆိုလို့ရှိရင်အလယ်တန်ပါဒီတောက်ချောင်းတောက်ချောင်းဆိုလို့ရှိရင်မိုက်အေပြီးတော့မိုက်ထိုမိုက်တရီမိုက်ဇတဝါဂရုဝံအတန်ထွက်ကြည့်မယ်အာ ခရုတု T5 ကကြာတတန်အာ T2 လောထောနေတန်အာပြဲတန်အာ T3 falling down တက်ကြတန်အကမြင့်တန်အာခရု3ဘာမှမရှိတဲ့တင်ကိတာဆိုလို့ရှိရင်အလေတန်အာ my 8တင်လိုက်လို့ရှိရင် တကြတဲ့ falling down a t4 t4 မိုက်ထိုတင်လိုက်လို့ရှိရင်အမြင့်တန်အအခုတင်သွားတယ်ဒီနဲ့အတန်ရှိတရာပေါင်းဆက်ခြင်းကိုဒီ group 1 group 2 group 3ဆိုပြီးဆရာအတိုင်းချက်ထားရပါမယ်ချက်ထားလို့ရှိပါတော့ဒီ ကရုဝန်ကုတုကုတရီကိုမြင်လိုက်လို့ရှိရင်အဲမိုက်အတေရမိုက်ထုံတင်လို့ရှိရင်လုံးထောင်းလားထိုင်ထောင်းလားဖောလင်းတောင်းလားကိုနားလည်ပြီးတော့ဖတ်ရတာလွယ်ကူလိမ့်မယ်ထင်ပါတယ်နောက်ပြန်မှပြန်လည်ဆောင်ကြမယ်ခါ